်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါကျမ်းချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဒီနေ့တော့ကျမကြိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းလို့ပါ။ဆရာချေဦးညိုရေးတဲ့တမိုင်းမတွင်ပင်မဲ့တမိုင်းဝင်နေတဲ့ဇာကားများစုစည်းမှုဝတ္ထုတို့များတဲ့မှာအဖိုးကျွန်ုပ်ကိုမဆပါမင်းခွေချီအရှင်သားဖို့တာညစာတင်းချန်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြခြင်းလာပါ။ မြင့်တရက်ခန့်ညနာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကို Like ခံ Subscribe လေးနဲ့လုပ်ပေးပါဦးနော်။အဖိုးကျွန်ုပ်ကိုမဆပါမင်းခွေချီအရှင်သားဖို့တာရဆတင်းချံအဂရီ၄ပါးကိုလူတိုင်းသိကြပါတယ်။သူ့အကျိုးကိုအကျိုးဆက်ဆက်ပတ်သက်နေတဲ့လူအဖွဲ့အစည်းထဲမှာအလွဲမရှောင်သာအပြန်အလှန်အမိတရေပြုကြရတဲ့အခါအဂရီ၄ပါးကနေကင်းစင်ဖို့အရေးကြီးလာကြောင်းကိုလည်းသဘောပေါက်ကြပါတယ်။ ဒါပေမဲ့ချစ်လို့တစ်ဖက်သက်ဆုံးဖြတ်ခြင်းဆန္ဒဂတိအမျက်ဒေါသကြောင့်တစ်ဖက်သက်ဆုံးဖြတ်ခြင်းဒေါသဂတိကြောက်ရွံ့လို့တစ်ဖက်သက်ဆုံးဖြတ်ခြင်းပညာဂတိတွေ့ဝေလို့တစ်ဖက်သက်ဆုံးဖြတ်ခြင်းမောဟဂတိဆိုတဲ့အဂတိ၄ပါးကနေကင်းကင်းရှင်းရှင်းဖြစ်ဖို့ဆိုတာကိုလက်တွေ့အစမှာမလုံနိုင်ကြတာအများအပြားတွေ့ရတတ်ပါတယ်။ဂတိဆိုတာလားရအရက်တဲ့လားရောက်ခြင်းတဲ့နောက်တစ်မျိုးကမလားအပ်တည်တို့လားခြင်းတဲ့မျက်နှာလိုက်ခြင်းတဲ့ အဂတိလေးပါးကြောင့်တွေးမိတိုင်းပေါ်လာတဲ့အမိနှစ်ခုကနရတိယပတိနဲ့ရဆက်တင်းချင်။ဘယင်တပါးနဲ့အမတ်ကြီးတူပြီးတော့သူတို့အခြေချပြောကြတဲ့စကားနှစ်ခွန်းပကံရာဇဝင်နဲ့ရင်းနှီးကြသူများမှုဖိုးပါကြောင့်ပန်ကလပ်ပဲ့စားတယ်လဲဆိုတဲ့နရတိယပတိရဲ့အမိပန်ပုတ်တဲ့သားမီးတို့သူကောင်ဖြစ်လို့ပန်ပုတ်မဲ့သူမရှိလို့ပါဆိုတဲ့ရဆက်တင်းချင်ရဲ့အဖြစ်အဲ့ဒီနောက် ဂူထုတ်ကိုတင်ရမှာဘာနဲ့တင်ပါတည်းနရသည်ဟပတိဂူထုတ်ကိုညမ်းနဲ့တင်ရပါတယ်ရစတင်းချံဂူထုတ်အထက်ရောက်ရင်ညမ်းကိုပတုပ်ပြုတ်တယ်နရသည်ဟပတိညမ်းကိုဖျက်ရပါတယ်ဒါမှဂူထုတ်တင့်တယ်ပါတယ်ကျုပ်ဟာဂူထုတ်အမတ်ကြီးဟာညမ်းကျုပ်မင်းဖြစ်ပြီးရစတင်းချံကိုအရာနှုတ်တလတို့ပိုးတဲ့ဒီဆက်ကြောင်းကိုလည်းသိကြပြီးသားဖြစ်ပါတယ် ဒီစကားတွေပြောကြဒီအဖြစ်တွေဖြစ်ကြခြင်းရဲ့မြေဖြားခံရလိုက်ရှာတော့အထက်မှာဖော်ပြခဲ့တဲ့စကားနှစ်ခုကိုသွားတွေ့မိပါတယ်အဖိုးကျွန်ုပ်ကိုမဆပါတဲ့ဒီတော့ဟိုကလည်းအရှင်သားဖို့သားတဲ့အပြန်အလှန်နားလည်မှုနဲ့ညှိနှိုင်းခဲ့ကြတာဒီပါဒါပေမဲ့အစကတည်းကအခြေမခံခဲ့တာပါပခင်ထင်းနှန်းကို၅နှစ်စိုးစံသွားခဲ့တဲ့ဥစ္စနာမင်းမှာတားနှစ်ယောက်ရှိပါတယ်အကြီးကတိဟတ်သူအငယ်ကမင်းခွေးချီ ထုံးစံအတိုင်းအကြီးတိဟက်သူဟာခမီးတော်ရှိကလေးကနန်းဖရာထားခံရသူပါတဲ့ဒါပေမဲ့တိဟက်သူဟာအမျက်ဆောင်မန်ရာဇမန်ကြီးသူဖြစ်တယ်လို့ဆိုပါတယ်တိဟက်သူရဲ့အမျက်ဆောင်မန်ကိုအားလုံးကြောက်ကြရတဲ့အထဲမှာအမတ်ကြီးရာဇသင်းကြံလည်းပါပါတယ်ဒါပေမဲ့ရာဇသင်းကြံဟာလည်းနန်းတော်မှာအခြားမူးမတ်ကလန်တန်ပြင်းများအပေါ်ဩဇာတိတ်ကမှရှိသူပြီပဲ။ ဒီအပြင်တွေးလို့ရနိုင်တာကတိဟတူကလည်းနန်းလျာမင်းလောင်းရစာတင်းချန်ကလည်းအမတ်ချုပ်ကြီးမို့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်ဆေးမကက်ခဲ့ကြဘူး ਨੇ တူပါတယ်သူတို့နှစ်ယောက်ညီခဲ့ကြပုံနဲ့ပတ်သက်ပြီးတိုင်းရင်းပြည်ရာကိစ္စတွေမှာမတွေးမိပါနဲ့ကွန်သွေးတစ်ခွက်အရေးခင်းမှာတော့အသေးချာတွေ့နိုင်ပါတယ်တခါမှာမင်းသားတိဟတူနောက်ကလာနေတာကိုမမြင်မိလို့အမတ်ကြီးရစာတင်းချန်ကအင်ကြီးဖြင့်လက်မသိမ့်မိပဲရှိခဲ့ပါတယ် နန်းမြာခံဘီရင်သားတော်ကြီးလာပြီဆိုရင်တဆိုးတင်တိုင်းဖြင့်လက်သိမ့်စီပြီးအေးတယူကြိုးစားရမယ်ပေါ့။ရစသင်းချံတကယ်မမြင်တာလည်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ပါလွားခက်ထန်တဲ့တိဟသူကလည်းငါလာတာသင်းကယူကြိုးကြိုးမလုပ်ဘူးဆိုပြီးဖြင့်လက်ပေါ်ကွန်သွေးထွေးချလိုက်ပါတည်း။အရှင်သားလာတာမမြင်မိပါလို့ရစသင်းချံကဆိုပေမဲ့နှလုံးမပြေရှိသွားခဲ့ပါလေ။ကွန်သွေးဆွန်းသွားတဲ့ဖြင့်ကိုတော့ရစသင်းချံက တန်တင်းနဲ့ထည့်သိမ်းထားခဲ့ပါလေ။ဘုရင်ဥဇနာဟာဆင်ဝါသနာပါသူမှုဒလမြို့နာမှာဆင်ကောက်ရင်းနဲ့သူစီးတဲ့ဆင်ကပြုတ်ကျပြီးအနှိမ့်ဆာရောက်ပါလေ။ခမီးတော်လည်းလွန်ရောနတ်တက်တော်မယ်လို့တဲ့တိဟဲ့သူကိုရသတင်းချံကအချားမှုမတ်များတစုတဝေးနဲ့ကျေးဇွန်ရွာနာဒလမြို့မှာ အနှိမ့်ဆာရောက်ခဲ့တဲ့ခမီးတော်ရဲ့တင်ချိုင်းတော်ကိုအာလုံးတွားရဦးတိုက်ကြပါမယ်။ပြန်လာမှဘေးဒိတ်ခံမှလို့လျှောက်ပါတယ်။ နီလန်းကြတဲ့ဇကားမှုသိဟတူလက်ခံရပါတယ်။တလကတင်းကျိုင်းတော်မှာပဲရစာတင်းကြံကလျှို့ဝက်စီဝေးလိုက်ပါတယ်။အစည်းအဝေးမှာသူကကွန်သွေးစောထားတဲ့ဖြစ်ကိုထုတ်ပြပြီးသိဟတူစန့်ကျင်ရေးအတွက်စီယုံနာပါပဲ။ကြံမှုမဲ့တရားလဲရစာတင်းကြံလိုအမတ်ကြီးကိုတော့သူကလှုပ်တယ်။မင်းမဖြစ်မီကလေးကဒီလိုခက်ထန်နေရင်ဆိုပြီးအမှုအမတ်ကလန်တန်ပြန်ပေါင်းတို့တစိတ်တဝန်းနဲ့ရောက်ကြပါတဲ့။ဒီနောက်တော့လွှဲသွားပါပြီ။ တရသူဝိုင်းဖန်ပြီးတားတော်ငယ်မင်းခွေးချီကိုနန်းတင်လိုက်ကြတာပါပဲမင်းခွေးချီဟာနောင်တော်တရသူရှိနေရင်မင်းဖြစ်လာဖို့မျှော်လင့်လို့မရနိုင်ပါဘူးဒါပေမဲ့သူနဲ့ရာဇသင်းညံအကြားမှာစကားအပြည့်ရလည်းရှိထားဖို့ပါတယ်တရသူကဖြစ်လက်ကွန်သွေးထွေးပြီးမရှိမနှောင်းမှပဲမင်းခွေးချီဟာရာဇသင်းချံစီလာပြီးစကားတခုံးဆိုပါတယ်အဖိုးကျွန်ုပ်ကိုမဆပါတဲ့ ူကမြင်သာရွာသူပန်းပုတ်တယ်ကိုဥစ္စနာပြီးရင် ကောက်တော်မူရာကဖွားတဲ့သားပါ။တီဟေတူရဲ့မေတော်ကရွှေကူတရကမင်းရှင်စောရဲ့မိမိဖုရားကြီးပါ။မင်းခွေချေးအနေနဲ့အငယ်ရတဲ့ဖြစ်ရာစာသူရလက်တော့ပဲပါလာမှုအောက်ကနေရသူပြီပေါ့။သို့ပေမဲ့မင်းခွေချေးဟာအခြေအနေကိုသုံးသပ်တတ်ပုံရပါတယ်။ဩစာတေကမရှိတဲ့ရာစာသင်ချံကိုပြည့်ကတ်နေပါတယ်။အဖိုးကျွန်ုပ်ကိုမဆပါပါတယ်လေ။ ဒီအချိန်မှာရာဇာတင်းကြံကလည်းတိဟတူနဲ့ပတ်သက်ပြီးအကျိတ်ခဲရှိအဆက်တကွဲဖြစ်ထားသူမို့ငိုလိုရာတွင်လက်တို့ဤသို့မဆိုင်မတော့ပဲပြန်ဆူခဲ့ပါတယ်အရှင်သားဖို့သာတဲ့တာသွားလိုက်တဲ့စကားနှခုဥစ္စနာမင်းမရှိတဲ့နောက်နန်းတက်တော့မဲ့တိဟတူရှေ့ရပိတ်ခံနေတာကိုဖယ်ရှားလိုက်ကြပြီးမင်းခွေးချီကိုမဆာလိုက်ကြပါတယ်မင်းခွေးချီဟာနရတိယပတိမင်းဖြစ်ခဲ့ပြီမင်းခွေးချီမှာမင်းလောက်ရမယ့်အရေးသွေးရှိမရှိ လူရည်ထက်မထက်စသည်များကို အမတ်ကြီးရာဇတင်းချံမစင်သွားတော့ပါဘူး။တိဟသူကိုသူမုံထနာကြီးနေချိန်ဒေါသကတိကြံမှုမတ်တရားလဲကွန်သွေးစွန်းဖြင့်လက်ကြည့်ပြီးသူများဘရင်ဖြစ်လာရင်ခရကြီးလို့ဆိုကြဗျာကတိတဖက်ကိုယွနေကြချိန်မှာတန်ပုတ်တဲ့သားလေးကအဖိုးကျွန်ုပ်ကိုမဆပါဆိုတော့မျက်စိကြအာယုံကြသောဆန္နာကတိနောင်အမားကြီးအများကြီးလုံးမဲ့သူတရုတ်ပြေးမင်းအမိရမဲ့သူ အစိတ်စားတည်ဆောင်းရမဲ့သူနရတိယပတိမင်းခွေးချေးလက်ထဲထီနန်းထုတ်အပ်လိုက်တဲ့ဖြစ်ရောက်ခဲ့တာပါပဲအဖိုးကျွန်ုပ်ကိုမဆပါဆိုတဲ့စကားအရှင်သားဖို့သားဆိုတဲ့စကားတွေရဲ့နောက်ွယ်ကအခရီးတရားတွေကိုစင်ချင်းမှီရင်ကမင်းတော်မင်းလက်ထက်စကိုင်းပရကမကြောင်းသာသနာပိုင်ဆရာတော်ဦးညီရရဲ့တပည့်ဆလေဥပုံညာနဲ့ခစ်ပြိုင်ညောင်မင်းသားဥပုံညာရဲ့ ုတ္တရတနာဆုံးမစာလေးကအမှတ်305ဆုံးမစာလေးကိုပါတစ်ဆက်ထဲအာယုံပြုမိပါတော့တယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြကြင်လို့ကျမတို့ရဲ့ Super Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပြီးဝေမြတ်တန်ရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။